သက်ကိုငဲလို့တဲ့တယ်ပဲပြစ်လိုက်တော့တယ်။လာဗျာဒီကောင်ကြီးအကြောင်းမပြောမဆိုရတာကြားပြီ။ဒါပေမဲ့တိတ်ကြသွားပြီတော့မထင်မိဘူး။တနေ့စီကကလပ်မှာလူစုပြီးသူဆုံးသွားတာ၄နှစ်ပြည့်တဲ့အထိမ်းမက်ကလေးလောက်ကြတော့မှပဲ။အတော်ကလေးကြာသွားပြီဆိုတာတတိထားမိလိုက်တော့တယ်။ကလပ်ကကပတိန်လုပ်တဲ့ဥပအေဂျီကများဆိုရင် ခုတက်တိဘဝင် မကြနိုင်ရှာသေးဘူး။ငါအမြဲလို့တတိပေးနေတာကွာ။ခက်တာကဒီကောင်မှလည်း ဒါကလေးနဲ့ပတ်သက်ရင်ဘရိတ်ကမပါဘူးလို့ဖြစ်နေတယ်လို့ပြောလို့ကိုတို့တွေရေကြရသေးတယ်။အဲ့ဒီညနေကအတော်မိုးချုပ်သွားကြတယ်။ဘသူကမှဝမ်းနဲ့ပက်လက်တော့မဖြစ်ကြဘူး။သူကလည်းဝမ်းနဲ့တာမျိုးမှမကြိုက်ဖဲကိုဖိုးစောထွန်းကတောင်ဖိုးကိုကဘာကြောင့်ဝမ်းနဲ့ဝမ်းနဲ့ပြောညက်သေးသိမ့်ရကြတယ်လို့ပြောဘူးတယ်။ခင်ဗျားတို့ဝမ်းနဲ့ကျင်ရင်အိမ်ပြန်ပြီးကိုမိမကိုဖက်ပြီးဝမ်းနဲ့ကြလို့ပြောသေးတယ်။ဘာလို့တုံးလို့ကိုအောင်ခင်ကမေးတော့ ုဇော်ထွန်းကငါမှလွတ်ရမရှိတဲ့နင်းရဲ့အချစ်အကျဉ်းသားဖြစ်နေနေရတာအတော်ကြာသွားပါကလားဆိုပြီးဝန်းနေတဲ့အနေနဲ့ပေါ့တဲ့ဒီတော့ကမှ လွတ်ရမရှိတဲ့ခုနှစ်အိုရှစ်အိုအချစ်ရဲ့အကျဉ်းသားကြီးများရဲနိုင်ကြရတော့တယ်တကယ်တော့အဲ့ဒီစကားကဖို့ကိုပြောလေ ရှိတဲ့စကားဖို့ကိုကမေတ္တာကရုဏာမုဒိတာစတာတွေ ကိုတော့အတော်ပြောတယ်ကိုနဲ့အမိမောက်တိတ်မတဲ့တဲ့အပိုင်းကအဲ့ဒီအပိုင်းပဲအဲ့ဒီအခါမျိုးကြရင် ဖိုးစောထွန်းကသူ့ဘက်ကပါတယ်။ကောက်ကွင်းမှာဆိုရင်တော့နှစ်ယောက်သားမတည့်ကြဘူး။ဖိုးစောထွန်းကတီဝရီသမားခါကဘလို့ပခုံးကဘလို့ကောက်တီးကရိုက်တာမဟုတ်ဘူး။လက်ရက်အရှိန်နဲ့ထိသွားတယ်။ဘာရဲ့ညာရဲ့နဲ့ကောက်သမားဆိုတာကလည်းဦးတဲ့သူကဆရာလှုပ်ချင်တာကိုတီခုံမရောက်ပြီးဟစ်ဆိုတာနဲ့ပရိုဖြစ်သွားတာကြီးပဲ။ဖိုးစောထွန်းကိုနိုင်တာကဖိုးကိုပဲ။ဖိုးစောထွန်းတက်ရောက်တီကုံမော်တွတ်ပြီးကြိုက်မဲ့လုံရင်ဖိုးကိုကဟေ့ဖိုးစောထွန်း မင်းခါကနည်းနည်းမှတ်မနေဘူးလားမင်းပြောနေကြအတိုင်းမဟုတ်ပါလားလို့ရည်တတ်တယ်အဲ့ဒီနေ့ဖိုးစောထွန်းလက်ပြက်ကြောကိုကတော့ပုံမှန်ပဲပင်စင်ယူပြီးကမှဘလို့လဲဖြစ်မှာမဟုတ်တော့ဘူးစင်ကယ်ဟင်ဒီကပ်ရလဲဘာထူတော့မှာမို့လဲဟိုအန်ဝန်ညာရင်တော့ကိုရိုးအရွယ်ကဒီကျင်းလောက်ပဲသွင်းနိုင်တဲ့အရွယ်ရောက်နေပြီမဟုတ်လားဘာစိတ်ဝင်စားစရာရှိတော့လို့တော့ဆရာဝန်ကိုမောင်ကလေးရှိတော့ငါဆိုရင်ကိုမောင်ကလေးနဲ့ကိုကတွဲလေးရှိတယ် ကိုတို့လေးယောက်သားရိုက်တဲ့အခါဆိုရင်သူတို့နှစ်ယောက်သားငင်းဟဲခုံဟဲလုံနေကြတာကိုကိုတို့ကနောက်ကကြည့်ရင်တခွိခွိနဲ့ပေါ့ကိုမောင်ကလေးကတော့ကိုကျင်းသမားအလွန်ဆုံးရိုက်ရင်14ချင်းပဲ14ချင်းကကလပ်ဟောက်စ်နဲ့နီးလေတော့14ချင်းပြီးရင် ကလပ်ဟောက်စ်စီတက်တော့တာပဲပြောလဲပြောသေးတယ်ဒီရွယ်ကြီးနဲ့မိုက်လို့16ချင်းရိုက်တာတဲ့ဒီတော့ဖိုးကိုကပြောလေးရှိတယ်ကိုမောင်ကလေးဘာကိစ္စဖြစ်ဖြစ်ပြ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 လောက်ရတယ် တို့လိုတန်လန်ထားခဲ့လို့ပဲကောင်းမှလေတဲ့ဒီခါမျိုးမှာကိုမောင်ကလေးကပြန်ပြောလေးရှိတယ်မင်းမခောက်သေးရိုက်တာတောင်အဲ့ဒီစိတ်ကလေးကရှိနေသေးတယ်တဲ့ဒီတော့လေဖိုးကိုလည်းပါသက်ပိတ်ထားရတယ်ဖိုးကိုကလည်းဖိုးကိုပဲအဲ့ဒီကိစ္စကလေးတွေက သူ့မှာအတော်များတယ်တခါတလေမနှက်ဖက်ရိုက်တဲ့အခါသူများတကဆက်ရှိကျင်ပြီးလို့ class out ရောက်နေကြပေတဲ့သူကပေါ်မလာဘူးသူကယ်ရီကိုမေးတော့မှဆရာကြီး၁၉ချင်းမှာတဲ့ ၁၉ချင်းဆိုတာကကောက်ကွင်းနားမှာနေတဲ့ကဗျာမနှစ်ယောက်အိမ်ပဲတခါတော့မနေနိုင်မထိုင်နိုင်ကိုကပြောဘူးတယ်မနေနိုင်မထိုင်နိုင်လို့ပြောရတာကဒီကိစ္စမျိုးကဘယ်သူကိစ္စမှမဟုတ်ပဲမင်းကွာငယ်လဲငယ်တော့တာမဟုတ်ဘူးဒီကိစ္စလေးနည်းနည်းထိမို့တော့ကောင်းပြီလို့ပြောတော့သူကပြောတယ်ဟဲ့အောင်ပါမောင်ငါကမင်းလို့မေတ္တာတရားခေါင်းပါနေတာမဟုတ်ဘူးမေတ္တာတရားတွေပိုရှန်နေတာမေတ္တာတရားကိုခြေချုပ်ချမထားကောင်းဘူးလို့ ရဲတရားနောက်ဆရာအနေနဲ့ပြန်ပြောတယ်။အဲဒီတော့ဆရာဝန်ကိုမောင်ကလေးကမဆုံးသေးဘူး။သူကလည်းအနားမှာရှိနေတော့ဝင်ပြောတယ်။ဖို့ကိုရငါတို့မင်းပြောပြောနေတဲ့မေတ္တာတွေဂိယုဏတွေကိုအထင်လည်းမကြီးဘူး။ယုံလည်းမယုံဘူးတဲ့။ဒီတော့ဖို့ကိုကပြောတယ်။ကိုမောင်ကလေးခမားကလူနာတွေလူမမာတွေနဲ့အဆက်ဆက်များနေတာဟုတ်။တုတ်တုတ်လို့လူကောင်းသူကောင်းတွေနဲ့များများပေါင်းပေးမြင်မှန်ရလာအောင်တဲ့။ဒီတော့ကိုမောင်ကလေးကသူ့ကိုဘာမှ ပြတ်မပြောတော့ပဲ။ကိုကိုကြည့်ပြီးပြောတယ်။ကိုဘမောင် တွေ့တယ်မဟုတ်လားဒီကောက်မှာအဖြစ်အမြဲတမ်းရှိတယ်မွေကြိုက်တောင်သေးမှာမဟုတ်ဘူးတဲ့အေးဗျာဒါပေမဲ့ဖြစ်ချင်တော့လည်းဖြစ်သွားတာပဲကိုကတော့သူ့အကြောင်းတွေးမိတိုင်းစိတ်ထဲမှာတမျိုးကြီးပဲဝမ်းနေတာလားဗာလဲညာလည်းမသိဘူးအဲ့ဒီလိုဖြစ်တာကိုပြောပြမိတော့ဖိုးစောထွန်းကပြောတယ်ဟာကောင်ဟိုကောင်ကဘဝကိုကြည်ကြည်နက်နက်နဲ့တည်သွားတာမင်းတို့တလောကလုံးတွေထိုင်ပြီးတော့ကပွားနေတာမဟုတ်ဘူးတဲ့ဒါလည်းဟုတ်လို့ပါရဲ့ခုကကဖိုးကိုအနေနဲ့ အရာရာကိုစွန့်လွတ်သွားတာပဲလို့ပြောရလိမ့်မယ်။ចောင်းကဒီလိုတနေ့နေကင်းတော့ဘိုးကိုကဖုံးဆက်တယ်။ចောင်းမကြီးအိမ်မှာရှိသလားလို့အရင်ဆုံးမေးတယ်။ဘာလို့တုံးလို့မေးလိုက်တော့ညနေပဲငါနဲ့ဘိုးစောထွန်းမင်းစီလာမလို့တဲ့။လာကျင်လာပေါ့အိမ်ကចောင်းမကចောင်းမအဲ့ဒီမှာနေများတယ်။ဘာလို့တုံးသူနဲ့စကားပြောချင်းလို့လားလို့ဆိုလိုက်တော့နု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 လို့သူကအလင်းတလို့ဖြေတယ်။ပြီးမှဘာမောင်ရမင်းတို့လင်မယားကဟစ်ပီလို့လင်မယားလောကကြီးကိုမြင်ခြင်းတလို့မြင် တွေးကျင့်တယ်လို့တွေးနဲ့မင်းနဲ့စကားပြောရတာတောင်လွန်လာပြီခုကမင်းနဲ့ဖိုးစောထုံးကိုငါတိုင်ပင်စရာရှိလို့လို့သူကပြန်ဖြေတယ်ကိုကဘာမှဝင်မပြောပဲဆက်ပြီးနားထောင်နေမိတယ်သူကဆက်ပြောတယ်မင်းအိမ်ကဖိုးစက်တို့လင်မယားကိုမီးစရာလေးဘာလေးလောက်ခိုင်းထားငါဝီစကီကောင်းကောင်းယူခဲ့မယ်တဲ့ကိုကလည်းမသေးကြတာနဲ့မေးလိုက်မိတယ်ဖိုးစောထုံးကြီးကိုပြောပြပြီလားဆိုတော့အေးငါပြောမလို့ပဲမင်းလှမ်းပြီးဖုံးဆက်လိုက်သမှာမင်းခွင့်ရင်ရတယ် ဒီကိုလိုနီရဲ့နောက်ဆုံးလက်ကျန်ဘျူရိုကရက်ကတော်ရုံ ခေါ်ရမလွယ်ဘူးလို့ပြောတယ်။ကိုကတော့သူပြောတာကိုနားထောင်ရင်ပြုံးနေမိတယ်။ဖိုးစောထွန်းအကြောင်းလည်းတွေးလိုက်မိတယ်။ပြောမယ်ဆိုရင်တော့ဖိုးစောထွန်းကလည်းဖိုးစောထွန်းပဲခုနပြောပြီးပါပကော။တိဝရီသမားစနစ်ကတော်ကြီးတယ်။ဘာလုတ်လုတ်စနစ်ရှိတယ်။လူဆိုတာစနစ်ရှိရတယ်။စနစ်မရှိရင်နွားနဲ့တူသွားမယ်လို့ပြောလေရှိတယ်။တခါကမေးယူတယ်။ဟေ့ဖိုးစောထွန်းကြာဘူးတွေကတော့ အိသကမဤသုံးဝမလူနဲ့နွားမချအတူတူဆိုတာမားတယ်ကွအိတာရောစားတာရောကာမကုံခံစားတာရောလူနဲ့နွားမတူ လူကရတာတိတယ်နွားကသူ့လုံးဆရာရှိတာလောက်တာအရတာမပါဘူးစင်ကျင်တုံတရားမပါဘူးစနစ်မပါဘူးတကယ်တမ်းမှာနွားနဲ့လူနဲ့မတူတာက စနစ်ရှိတယ်မရှိဘူးဆိုတာပဲလို့ရှင်းပြကိုကတော့သဘောကျတတ်တတ်ရဲ့အကြကြီးတော့မဟုတ်ဘူး အကြောင်းကတခြားတော့မဟုတ်ဘူးလူနဲ့နွားမတူတာပြောမှဖြစ်လေအဲ့ဒါလိုကြီးကြီးကျယ်ကျယ်မတူမှကောင်းတော့မှာပေါ့မဟုတ်တရုတ်ကလေးနဲ့လူနဲ့နွားသွားတူနေတယ်ဆိုရင်ငါဖြင့်နွားကိုတကြီးခန့်နာရိုးပြတ်မသိမ်းခြင်းလိုပါဆိုတာမျိုးဖြစ်ကုန်မှာပေါ့ဗျာအင်းဖိုးစောထွန်းအကြောင်းပြောနေရက ခီးနေနဲ့လွန်သွားတယ်သူကလည်းဖိုးကိုပြောတယ်လို့ဘျူရိုကရက်စိတ်နဲ့ခောက်ရိုးကျိုးနေလေသလားတော့မပြောတတ်ဘူးသူ့ကိုကြွေးကျင်မွေးကျင်လို့ဖိရင်ပြူရင် အနည်းဆုံး48နာရီကြိုဖက်ရတယ်။တခါတော့ကိုကမေးကြည့်တယ်။အချင်းချင်းနေပဲဗျာ။နန်းရင်ဝင်အိမ်အက္ခံဘွယ်တက်တာမှမဟုတ်ပဲ။ဘာလို့48နာရီကြိုပြီးအကြောင်းကြားရမှာရုံးလို့ဆိုတော့သူကဖြေတယ်။ပော့သွားမှဆိုလို့တဲ့။ပြီးတော့ပြောသေးတယ်။ငါကလားခေါ်တိုင်းထလိုက်ရအောင်ပြည်ကြီးတာလီမဟုတ်ဘူးတဲ့။ဒီလိုဆိုပြန်တော့လေဟုတ်သားကလား။အဲ့ဒါမျိုးတွေအကြောင်းကိုကဖိုးစောတွုံးကိုသဘောကျတာဟုတ်တာမဟုတ်တာတွေသာနားမှာကြားလို့ကိုတင့်တယ်တော်တာအာယုံမှာ ဂုံခံစရာကလေးရှိလာတပေါ့ဗျာကိုကလည်း तू ပြောတာဆိုတာကိုလက်မခံသည့်တိုင်ထပြုတ်ညင်းမနေဘူးဒီတော့လေ तू ကကိုကိုသဘောကျပြန်နေဖုတ်ကြီးရုတ်သည်ကြီးဘုတ်ရုတ်သည်ဆိုတာမျိုးပဲထင်နေသူကိုယ်တိုင်ကလည်းပြောဘူးလေမင်းကငါသဘောကျတာမင်းမှာစင်ကျင်လုံးတရားရှိတယ်စင်ကျင်လုံးတရားရှိတယ်ဆိုတာကစနစ်ရှိတာပဲစနစ်ရှိတော့မင်းကစဉ်းစားတယ်ဘုကိုတို့ကိုပါအေးတို့လို့ထပြီးစွန့်ညင်းမနေဘူး မင်းကငြိမ်ပြီးနားထောင်ရင် ကိုဘသာတွေးယူတယ်။အဲ့ဒါကိုကမင်းမှသဘောကျတဲ့အကောင်နဲ့ရည်ချင်းပဲတဲ့။သူကပြောဘူးသေးတယ်။မင်းမင်းကြီးဖြစ်လာတော့တခြားလူကြီးတွေနဲ့ပကိုးကလပ်မှာစုံရင်ကပြောဘူးတဲ့။ဒီနေ့ဘမောင်တယောက်မင်းကြီးဖြစ်လာမယ်ဆိုတာကျုပ်အစကတည်းကသိတယ်။သူကစဉ်းစားတယ်အတွေးရှိတယ်။အစည်းအဝေးတွေပါတယ်မှာဆိုအမဲလို့တိတိကျကျငြိမ်ပြီးနားထောင်လေးရှိတယ်။အဲ့ဒီကလေးကကျုပ်သိပြီးသားလို့ပြောဘူးတဲ့။ဟုတ်တော့ဟုတ်ပါရဲ့ ကိုယ်အစင်းတော့စဉ်းစားတတ်တယ်။မနေ့ပိုင်းလှုပ်တဲ့အစည်းအဝေးတွေပါတယ်ဆိုပိုပြီးစဉ်းစားလို့ကောင်းတယ်။ညနေပိုင်းအစည်းအဝေးနဲ့မတူဘူး။ညတော့အဖြစ်17နှစ်ည17နှစ်လောက်မှပြီးတတ်တော့ထမင်းကျွေးလေးရှိတယ်။ဒီတော့စဉ်းစားတဲ့အထဲမှာပိုလို့ရတာရှိလာတာကဘာဟင်းနဲ့ကျွေးမဲ့ဆိုတာထဲ့စဉ်းစားကြည့်လို့ရတာပေါ့။သူတို့တွေဝီစကီကောင်းကောင်းကလေးရလို့ကိုယ်အိမ်ယူလာတဲ့အခါမျိုးမှလည်းသူတို့ပြောတာနားထောင်ရတာပေါ့။ကိုကဘာတွေစဉ်းစားတယ်ဆိုတာ ိုစောထွန်းကမှမသိပဲခုခါမှကိုကဘာတွေစဉ်းစားတယ်ဆိုတာသူ့ကိုထုတ်ပြောနေလို့ဘယ်ကောင်းမှမလို့ဒါနဲ့ပဲကိုလည်းပိုစောထွန်းကိုဖုံးဆက်ရတော့တာပေါ့ဟိုလိုလိုဒီလိုလိုနဲ့ခမ ्या ကောင်တေကောင်ပေါင်းလဲဖြစ်နေတယ်တမင်ပြားလေးတွေရှိတယ်လို့ပြောရတော့တာပေါ့သူကဗာများလဲလို့မေးတော့ကိုမှလည်းဗာပြောရမှမသိမသိဆိုတာကတကယ်ကိုမသိတာတကယ်ကိုမသိတာများမှတကယ်ကိုပြောစရာမရှိအောင်ကိုမသိတာ ခမလာတော့တိမာပေါ့ဗျာလို့ပဲပြောလိုက်ရတယ်။ကျောသာပြောရတယ်။အဲ့ဒီကြာကာမှာ ကိုလည်းဖိုးကိုကိစ္စတိမာဒီတော့ဖိုးစောထွန်းကအတော်ပဲငါလည်းခက်ပြင်းပြင်းနဲ့မှုညနေဘက်ကြာရင်မင်းစီသွားအောင်မလို့တော့စဉ်းစားထားသေးတယ်ဆိုပြီးစားဖို့တောက်ဖို့ဘာမှယူခဲ့ရမလဲလို့မေးတယ်။မလိုပါဘူးဗျာလာတာလာပါ။ဝီစကီကောင်းကောင်းလောက်တော့တောက်ရမှာပေါ့လို့ပြောလိုက်တယ်။ပြောလိုက်ရဆိုဖိုးကိုကဝီစကီကောင်းကောင်းယူခဲ့မယ်လို့ပြောထားတာ။မင်းကြီးလောက်ဖြစ်ခဲ့ဘူးမှာတော့ကိုလည်း ဘုံကြီးလက်ဖက်နဲ့အရက်ကိုမျက်နှာလှုပ်တာလောက်ကတော့တတ်ပါတော့ကောဒီလိုနဲ့အဲ့ဒီနေညနေဘက်ကကိုယ့်အိမ်နောက်ဖေးဘက်ဝရဏဘုံမှာကိုရုတောင်းအောင်သာစကားပြောပြသွားကြတယ်။ gain အဲ့ဒီအပိုင်းကလေးတော့လူရင်းလောက်ပဲပြောမယ်ဗျာ။တိတ်ရှင်းနေမှာဆိုလို့ဖိုးကိုကအဓိကပြောတဲ့အချက်ကတော့နှစ်ချက်တည်း။သူမိမမရှင်တန်းနဲ့သူတရားဝင်ကွဲမယ်။ကွဲပြီးကောင်းမလေးတောင်းနဲ့ယူမယ်။အဲ့ဒီကောင်းမလေးနာမည်ကတော့၄၅လုံးနဲ့မို့ကိုယ်လည်းအပြစ်မမှတ်မိတော့ ို့လိုဖြစ်တော့ဒီနာမည်ကိုခေါ်နေရတာနဲ့အသက်ရှူကြလာလို့ကြံတဲ့အပိုင်းကအလုပ်ဖြစ်မယ်မထင်ဘူးဘိုးကိုကသူမိမမက်ရှင်တန်းနဲ့꿰ကျင်တာကစမ်းမိတဲ့တိတ်မစမ်းလာဘူးဒီလိုပြောကျင်ရင်တမျိုးပြောနိုင်သေးတယ်တိတ်မစမ်းပေတယ်စမ်းတယ်လို့ပြောနိုင်တယ်အကြောင်းကတော့ဒီလိုဘိုးကိုနဲ့မက်ရှင်တန်းတို့ကငယ်လင်ငယ်မယားအစ်အအနေနဲ့ပြောရရင်တော့မက်ရှင်တန်းကမရက်ကြီးမရက်ကြီးဆိုပေတဲ့ဆိုကာမပြောကာမြမရက်ကြီးမျိုးမဟုတ်ဘူး ဘားဆုံးနေပြီဂိတ်ဆုံးရောက်နေပြီရောက်ဆိုဖိုးကိုမာကမရငယ်ပဲခေါ်ရမလားနောက်မိမလိုပဲခေါ်ရမလားနှစ်ဦးသဘောတူအပြန်လန်အကျိုးပြုမှုအစီအစဉ်အရာ ပေါင်းသင်းနေထိုင်တယ်ပြောရမှလားမသိတာတွေကများကြီးအစားကတော့မရှင်တန်ကပြောသေးဆိုသေးတယ်ခုတော့ပြောကိုမနေတော့ဘူးအိမ်ပြန်လာရင်စကားပြောတယ်ပြန်မလာလဲလိုက်ရှာမနေတော့ဘူးဂယုမစိုက်တော့ဘလို့ကြီးဖြစ်နေဖြစ်နေ လင်မယားအနေနဲ့ကတော့တရားဝင်လင်မယားပဲကိုအဲ့ဒီတော့ကဖိုးစောထွန်းကတခုံးဝင်ပြောတယ်မင်းတို့လင်မယားနှစ်ယောက်စာရွက်ပေါ်မှာနေမယ်ပေါင်းသိနေကြတာမဟုတ်လားဘာလို့ခုကမှတရားဝင်ကွဲကျင်ရတာလဲအကြောင်းကတော့အဲ့ဒီနံပါတ်၄၅လုံးနဲ့ကောင်းမှလေးကဖိုးကိုကိုပြောတဲ့တဲ့ဖိုးကိုကိုသူကချစ်တာဖိုးကိုစီကဘာမှလိုချင်လို့မဟုတ်ဘူးဒါကြောင့်ကိစ္စအကုန်ရှင်းပြီးကမှအိမ်ပေါ်တက်ခဲ့ ူနဲ့တရားဝင်ယူလို့ပြောလို့တဲ့ဒီတော့လေကိုကမနေနိုင်ဘူးတခွန်းဝင်မေးကြည့်ရတယ်ခမ ्या ဟောဗျာဒီတက်ဒီရွယ်ကြီးကြကမှအစိတ်30လောက်ရှိတဲ့မိန်းကလေးကဘာမှမလိုချင်ဘူးချစ်တာတခုတည်းရဲ့လို့ပြောတာဆိုတာကတော့ဟုတ်ပါမလားလို့မေးတော့သူကပြောတယ်ဘာမောင်ကြီးဟာမင်းမှလည်းအတွေ့ကအမြဲချော့တကိုးတဲ့ဘာလို့တုံးဆိုတော့သူကပြောတယ်ချစ်တာဟာအသက်နဲ့မဆိုင်ဘူးတဲ့ပုံမှန်အနေထားနဲ့ပြောရရင်တော့ချစ်ချင်းဟာ ချစ်ချင်းပဲဆိုတာကိုယုံနေပုဂ္ဂိုလ်ရဲ့အနေထားမျိုးမှာတော့မယုံပြောရရင်လက်တွေ့မကြောက်စိတ်ထဲမှာလည်းဇနောက်ဇနင်းနဲ့ချင်းတင်တင်လဲဖြစ်လာတာမို့ဘာနဲ့ဆိုင်တဲ့တုံးအတက်နဲ့ဆိုင်တလားလို့ပြန်ပတ်လိုက်မိတယ်ခမတခုစဉ်းစားကြည့်ကိုတို့အရွယ်ရောက်ရင်အောက်ဖက်ကတငယ်ကိုယ်တိုင်ကတာဝန်ရိုးစွန်းလောက်စီပဲခေါင်းဆိုင်နေတော့တာအီကွေတာကိုမျှော်ဖို့ဆိုတာတောင်ခက်ရေးရေးမို့ရောင်းဝင်ရိုးစွန်းကိုမျှော်ဖို့ဆိုတာကဝေးပြီပဲ ခုလိုကမှရည်သားထားခြင်းသိရှိလို့ရပါဦးမလားချစ်ခြင်းစိတ်ကရှိလို့ရပါဦးမလားချစ်တဲ့ဆိုတာကလေထဲမှာချစ်နေလို့ရတာမှမဟုတ်ပဲခိုးတော့ကကွန်မြူနတီပြောတာကြားဘူးရဲ့မဟုတ်လားလက်တွေ့မပါတဲ့သဘောတရားဆိုတာအလကားပဲဆိုတာလေဗျာပြီးတော့ကိုရိုလိုဘျူရိုကရက်လက်ချက်နေနိုင်ငံညာပြန်ပင်စင်သားကြီးတွေမှာကနေစဉ်ရက်ဆက်အသက်ဆက်ဆာလောက်ပဲပိုက်ဆံရှိကြတာကိုရိုနေထားကပိုကလေးတင်းအောင်ရေးတဲ့တခြင်းတပုတ်တဲကလိုကြံသေးသည်မျှ အားဆောင်ကြည့်ရှာကံပေးမှငားတကောင်မိမှဆိုတာမျိုး ခုနေ့ခါကာလမှာလက်မလောက်ပဲထိုးတတ်တဲ့တငယ်တွေဘယ်၍ဘယ်များအတိအောင်ချမ်းသာလို့ချမ်းသာမှမသိအောင်ချမ်းသာပုံမျိုးချမ်းသာလာတာမဟုတ်ဘူးကိုတို့မှာဗာမက်ဆရာရှိလို့တော့နင်းကိုကအဲ့ဒီလိုမေးတော့ဖိုးကိုကဖြေးတယ်အသက်ကြီးလာတာနဲ့အမြချစ်ပုံကရင့်ကျက်လာတဲ့ပိုးပြီးနှက်ဆိုင်လာတဲ့ဟိုကိစ္စကြီးပဲမဟုတ်တော့ဘူးတဲ့ ဒီတော့လေဖိုးစောထုံးကနေနိုင်မမရတော့သူကဝင်ပြောတယ်ဒီလိုဖြစ်မင်းပါတာရင်ကျက်လာတဲ့အချက်နဲ့မင်းအာမကလေးကိုတနေကုန်ထိုင်ကြည့်နေမိုးချုပ်သွားတဲ့အခါငါစီလာဖို့ထားကြည့်လို့ဝင်ပြောလိုက်ခါမှဖိုးကိုလည်းငြိမ်သွားတော့တယ်နောက်တော့ကိုရိုးတတွေမကြီးမငယ်နဲ့တော်ပြောတောင်းပြောပြောရင်ဘိုးတော်ချုပ်သွားတယ်ဒါနဲ့ပဲဗျာလူရင်းပြောရရင်တော့ဖိုးကိုတယောက်အဲ့ဒီနံမဲ၄၅လုံးနဲ့ကောက်မလေးနဲ့ယူတယ်ပင်လယ်ကမ်းသက်စီဟန်နီမွန်းသွားကြသေးတယ် ကိုရိုးစီတစ်ခေါက်ပြန်လာသေးတယ်။ခေါက်သီးရိုက်ရသေးတယ်။နောက်တော့တရားပြန်သွားပြီးမကြခင်ဆုံးသွားတာပဲ။အဲ့နေရင်နှလုံးရက်သွားတာတဲ့။အေးလေဒီလိုဖြစ်သွားတော့လည်းစိတ်မကောင်းဖြစ်ရပြန်တာပေါ့။ဒါတောင်ကလပ်မှာရဲရဲပြောပြကြသေးတယ်။တယောက်ကပြောတယ်။ဘိုးကိုရိုးများကံကောင်းတကွာ။သေးတာတောင်အဲ့ရင်နှလုံးရက်သွားတာဆိုတော့တတတတနဲ့အသက်ထွက်သွားရတာပဲလို့ဆိုတော့တယောက်ကဝင်ထောက်တယ်။ခမ ्या ကိုပင်ပင်ပန်းပန်းနဲ့အသက်ထွက်သွားတာမဟုတ်ဘူးလို့ ဘသူကပြောလို့တော့အဲ့ရပေါ့အဲ့နေရင်နဲ့လို့ပဲကြားရတာဘလို့အိတ်တယ်ဘသူနဲ့အိတ်တယ်ဆိုတာတွေမှမသိပဲတဲ့ဒီတော့ရေကြားရသေးတယ်ဗျာကိုကတော့မနေ့တနေ့စီကဖိုးကိုကိုအတော့ကလေးတရီရလိုက်နေမိတယ်အเจ้าကဒီလိုဟိုတလောစီကကိုရင်မောင်တင့်တာဒီကိုဝင်လာတော့ကကိုကိုစောက်တော့လက်ဆောင်ပေးသွားတယ်ကိုကဒုတိယကဘာစစ်ကြီးအကြောင်းစိတ်ဝင်စားတော့ဒုတိယကဘာစစ်ကြီးနဲ့ပတ်သက်တဲ့စာအုပ်တွေများတွေးတဲ့အခါဝယ်ဖက်လေးရှိတယ် ခုနောက်ပိုင်းတော့ကိုဘသာဝယ်ပြက်တာတိတ်မရှိတော့ပါဘူးသူများလက်ဆောင်ပေးတာလောက်သာဖတ်နိုင်တော့တာအကြောင်းသိတော့ကိုရင်မောင်တင့်သားကကို့အတွက်စောက်တော့ဝယ်လာပေးတယ်အဲ့ဒီစောက်ကဒုတိယကမ္ဘာစစ်ကြီးတုန်းကလက်ဖြောက်တပ်သားတွေကသူတို့ရဲ့အကြောင်းတွေပြန်ရေးထားတဲ့စာအုပ်ပဲအတွေ့အကြုံတွေပဲဆိုပါဆိုရဲ့အဲ့ဒီစာအုပ်ကိုဖတ်နေရင်ဒီနေ့တော့အကြောင်းတစ်ခုဖတ်လိုက်ရတယ်အကြောင်းကဒီလိုဥရောပစစ်မြေပြင်တနေရာမှာဂျာမန်လက်ဖြောက်တပ်သားတွေက ရန်သူတပ်တွေရဲ့တရင်ထောက်လန်းဖို့လာတဲ့ရှေ့တန်းအုပ်စုတွေကိုရင်ဆိုင်နေရတဲ့အချိန်လက်ဖြောင့်တပ်သားတွေက နေရာအသီးသီးယူပြီးသူတို့နယ်မြေတဲချီတက်လာတဲ့အုပ်စုတွေကိုဝေးစီကနေလှမ်းပြီးလက်ဖြောင့်တပ်သားတွေကပြစ်နေတဲ့အချိန်လက်ဖြောင့်တပ်သားတွေကနှစ်ယောက်တတွဲသုံးယောက်တတွဲနေလေးရှိတယ်။တွဲထားတဲ့ပုံစံကတော့အတွေ့အကြုံရှိတဲ့လက်ဖြောင့်တပ်သားကြီးနဲ့အလုတ်တင်လက်ဖြောက်တက်သားကိုတွဲထားလေရှိတယ်အလုတ်တင်လက်ဖြောက်တက်သားကတော့တနက်ကိုကြည်စံထိုးပေးရတယ လက်ဖြောင့်တက်တာတွေဆိုတာကအော်တိုမက်တစ်တက်နံမျိုးကိုမကြိုက်ကြဘူးကိုပြီးတော့အလုတ်တင်လက်ဖြောင့်တက်တာက ပြမတ်ကိုထိမထိထိပြန်ရင်ဘလို့ပဲပုံဆိုတာမှန်ပြောင်းနေလန့်ကြည့်ရတယ်အဲအဲ့ဒီစစ်မြေပြင်တနေရာမှာတော့အတွေ့အကြုံတိတ်ရှိတဲ့စာကျင်လက်ဖြောင့်တက်တာကြီးနဲ့အတူအလုတ်တင်လက်ဖြောင့်တက်တာတို့ရဲ့အတွဲကရှေ့ကိုတက်ဖို့ပြင်းနေတဲ့ရန်သူတပ်ဖွဲ့ဝင်အုပ်စုတစုကို ရှေ့မတိုးနိုင်အောင်အဝေးကလှမ်းပြီးပြင်ထိန်ထားနေတယ် ။သာချင်ကြီးကိုယ်တိုင်ကလည်းမှန်မြောင်းနဲ့လှန့်ကြည့်လေရှိတယ်။ပြီးမှတယောက်ချင်းပြက်ချနေတယ်။သူ့ရဲ့လက်တင်ရဲဘော်ကသာချင်ကြီးပြက်လိုက်တိုင်းရန်သူဘက်ကိုမှန်မြောင်းနဲ့လှန့်ကြည့်ရင် သူ့သာချင်ကြီးကိုအခြေအနေပြောပြတယ်။တချီမှာတော့သာချင်ကြီးကပြစ်မယ်လို့လုပ်ပြီးမပြစ်ဘူး။သူတပည့်ကတော့မပြစ်တတ်သေးလို့ပဲလို့မှတ်လိုက်တယ်။နောက်တချီနဲ့ချီလဲအဲ့ဒီလိုပဲ။မပြစ်ဘဲနေတယ်။သူတပည့်ကတတိထားကြည့်နေလေတော့စာချင်းကြီးမပြစ်ဖဲနေနေတဲ့တစ်ဖက်ကရန်သူဟာ တယောက်တည်းဆိုလိုတာကဗျာရန်သူဘက်ကအဲ့ဒီလူပြစ်ကွင်းထဲဝင်လာတိုင်းစာချင်းညက်မပြစ်ဘူးပြစ်မယ်လို့ချိန်ထားပြီးကမှတနက်ကိုပြန်ချလိုက်တယ်ဒါပေမဲ့တချီမှာတော့စာချင်းကြီးကပြစ်ထက်လိုက်ကြရောဒီတော့သူ့ရဲ့လက်တင်ရဲဘော်ကမှန်ပြောင်းနဲ့ကြည့်တယ်ထိတယ်စာချင်းကြီးရေလို့ပြောတယ်တေချာရဲ့လားလို့စာချင်းကြီးကမေးတော့သူတပည့်ကလှုပ်ဖို့တောင်အချိန်မရဘူးပြစ်မှတ်ကိုတဲတဲ့ပဲလို့ဖြေလိုက်တယ်စာချင်းကြီးကဘာမှပြတ်မပြောပဲခေါင်းငိမ့်ပြတဲ့ နောက်ရန်သူတွေလှုပ်ရှားမှုမရှိတော့ဆရာတပည့်နှစ်ယောက်သားနားကြတဲ့အခါရဲဘော်တပည့်ကစာချင်းကြီးကိုမေးတယ်ရန်သူတယောက်ကိုစာချင်းကမှန်ပြောင်းနဲ့ကြီးလိုက် ပြစ်မဲ့လှုပ်လိုက်မပြစ်ဖဲနေလိုက်နဲ့နေတာအကျဉ်းချင်းပဲဘာကြောင့်လဲလို့မေးတော့စာချင်းကြီးကခုလိုရှင်းပြတယ်ဂျိုးလုတ်ကတပည့်ရန်သူတွေကိုပြစ်ဖို့ထိဖို့တစ်ချက်ထဲနဲ့မသေးလဲသူတို့ရှေ့မတိုးတာအောင်ထိန်းထားဖို့ပဲဒီတော့ငါလှမ်းပြစ်လိုက်တိုင်းထိသွားတယ်ဆိုရင်ပဲတို့အဖို့အသာစီးရနေတဲ့သဘောပဲ ထိမ့်ထနိုင်တဲ့သဘောပဲထိလို့သေးတာရှိသလိုဒဏ်ရာရလို့နောက်တန်းပြန်ပြေးတာလည်းရှိမယ်ဒါပေမဲ့ရန်သူတပ်သားတယောက်ကိုမှန်ပြောင်းကားနေကြည့်ရင်သတိထားမိလိုက်တယ်ဒီလူကအသက်အတော်ကလေးကြီးနေပြီကြည့်ရတာတို့လို့အမြဲတမ်းတက်တည်မှလုပ်နေတဲ့လူမျိုးမဟုတ်ဘူးစစ်ကြီးဖြစ်လာလို့စစ်ထဲလိုက်လာတဲ့လူမျိုးသူ့ကိုငါပြက်လိုက်လို့မသေးပဲဒဏ်ရာရုံရပြီးနောက်တန်းကိုပြန်သွားရရင် တေကူတာမှုခံပြီးဒီတန်ရာနဲ့သူ့ရွာကို ပြန်ရမှာပဲရွာမှာလဲဒီအတွက်ရဲ့ကြီးကြကမှဒုက္ခိတဘဝနဲ့အသက်ဆက်ရှင်နေရတော့မှာစစ်ကြီးကလည်းဖြစ်နေတော့တခြားအလုပ်လဲလှုပ်ရှားတတ်မှာမဟုတ်ဘူးသူ့ဘဝတခြားအလုံးငါကဒုက္ခပေးလိုက်တယ်လို့ပဲနေမယ်ဒီတော့ငါအနေနဲ့ပြစ်တဲ့အခါတေလောက်တဲ့ပြင်းမှတ်ကိုရတဲ့အထိစောင်းရတော့တာပဲအသက်ကလည်းအတော်ကြီးပုံရတာကိုတဲ့အလုတ်တင်လက်ဖြောင်းတက်တာကတော့ဘာမှပြတ်မပြောပေတဲ့ ဘဝတအတွက်အင်မတန်ကောင်းတဲ့သင်ကန်းစာတစ်ခုကိုရလိုက်တယ်လို့စောက်ထဲမှာရေးထားတယ်။ဘလို့သင်ကန်းစာရဲ့လို့တော့ရှင်းမပြဘူး။စာချင်းကြီးရဲ့စိတ်ရင်းကောင်းကိုပေါ်လွင်စေတာတော့အမှန်ပဲ။ရေးတဲ့လူကအဲ့ဒီအလုပ်တင်ရဲဘော်လေးပဲ။စစ်ကြီးပြီးတော့ဘုံမှုဘဝကနေအနားယူပြီးတဲ့အချိန်မှာရေးထားတာ။ခေါင်းစဉ်ကတော့အသက်ကိုငဲလို့တဲ့တဲ့ပဲပြစ်လိုက်တော့တယ်တဲ့။ဘာလို့မှန်းတော့မသိဘူး။အဲ့ဒါကလေးဖတ်ပြီးဖိုးကိုကိုပဲတရိယာနေမိတယ်။ ဘလို့ဆိုင်နဲ့မဆိုင်ဘူးဆိုတာကိုလေကို့ဘာသာ တွေးကြည့်လို့မရဘူးကို့အခုပြောနေတာတွေကသင်္ကန်းသားတကူလားဘာလားလို့လည်းမပြောတတ်ဘူးဒါပေမဲ့အဲ့ဒီအကြောင်းဖတ်လိုက်မိကြတဲ့ကဘုကို့ကိုပဲသွားပြီးတရိယာနေမိတယ်ခမဘာသာစဉ်းစားကြည့်ရင်တော့လေဒိဗယ်တကူကူထွက်ကျင်ထက်မယ်စဉ်းစားကြည့်ပေါ့ဗျာခမတွေးကြည့်လို့ရတာခမရဲ့တိပုံခန်းစားနိုင်ပုံစတာတွေနဲ့ဆိုင်လိမ့်မယ်စကြဝဠာလုံးဆိုင်ရာအတွေးခော့ကိုအခြေခံထားတဲ့ရလက်တော့ဟုတ်ချင်မှာဟုတ်မယ် ပြောမယ်ဆိုရင်တခုတော့ရှိတယ်ပြစ်တဲ့စာကျင်ကြီးဟာဘိုးကိုတော့မပြစ်နိုင် မြင့်တန်းအတက်ကိုငဲလို့တဲ့တယ်ပဲပြစ်လိုက်တော့တယ်